မန္တလေးတိုင်းမိတ်တီလာမြို့မှာရုရှားလူမျိုးအယောက်20ကဥဆောင်ပြီးစောအစုကိုလေရင်အမောင်းတင်တဲ့ drone တိုက်ခိုက်မှုတင်နန်းပေးနေရလို့စောအစုအတိုင်းဝိုင်းနဲ့နိစသူသတင်းရင်းကအမှတ်ပီကိုပြောပါရယ်ရုရှားတွေဟာမိတ်တီလာမြို့ကဟိုတယ်တစ်ခုမှာတဲခုကမင်းအောင်လိုက်တစ္ဆာကန်လက်နက်ကင်တွေကိုတင်နန်းပေးနေတာပါစောအစုကရုရှားတွေခေါ်ပြီးစစ်တင်နန်းပေးနေတာမှန်ကန်ကြောင်းတက်တွင်းဖျဲတီရဲ့အတီးပြုတ်ချက်ရရှိခဲ့တယ်လို့စီရီယန်လေတက်အရာရှိငယ်တူကအမှတ်ပီကိုပြောပါရယ် အဲ့ဒီလေရင်အမောင်းတင်တဲ့ drone တိုက်ခိုက်မှုတင်နန်းပေးနေတာနားနဲ့ချီကြပြီဖြစ်ကမကြခင်တင်နန်းပြီးဆုံးတော့မယ်လို့ယူဆရပြီးတော့စိုးစုရဲ့ဤသူအပေါ်လေးချောင်းပုံကျဲတက်ဖြတ်မှုတွေပုံမဆိုးရွားလာနိုင်ကြောင်းလဲသတင်းမြစ်တွေကပြောပါတယ်စိုးစုကယခုရက်ပိုင်းမှာမိတီလာရှန်တဲလီတက်တတဦးနဲ့နေပြည်တော်အီလာလီတက်စကန်တွေကနေဂျက်ဖိုက်တာတိုက်လေရင်ဝိုင်းတွဲ WH ဒေရင်တွေပြန်တက်မှုအင်တန်များပြားနေသလိုဒေချောင်းတိုက်ခိုက်မှုရှိပဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေ့ကျင့်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDN လေးတက်အရာရှိကပြောပါတယ်။ဆိုဆိုကနယ်မြေဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမှုများပြားလာတာနဲ့အမျှလေချောင်းပုံကျဲမှုတွေပုံမှုပြင်းထန်လာမှဖြစ်တာကြောင့်တော်လိုင်းရဲဘော်တွေနဲ့ပြည်သူတွေအနေနဲ့ပုံမှုသတိထားသင့်တယ်လို့သူကဆက်ပြောပါတယ်။